ပါတီအနိုင်ရရချင်းမူရုံပြည်သူတွေကိုသတင်းထုတ်ပြန်ခွင့်မရခဲ့တာဟာမူရုံမျိုးမှာအကြောက်တရားတွေနဲ့အမြဲနေကြရတာကြောင့်ဖြစ်တယ်လို့အနိုင်ရကိုစလဲလောင်းတူဦးက DVB နဲ့တွေ့ဆုံစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်။မော်လမြိုင်ခရိုင်မြို့တော်မြို့နယ်မှာအနိုင်ရပါတီတစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအမတ်3အမတ်4နေရာမှာ3နေရာကိုအနိုင်ရရှိလိုက်ပြီဖြစ်တဲ့အတွက်အနိုင်ရပါတီမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မြို့တော်မြို့နယ်က ကိုစလေတူဦးကိုလည်းကိုစလေလောင်းတူဦးကိုလည်းအနိုင်ရကိုစလေလောင်းတူဦးကိုလည်းတွားရောက်မေးမြန်းမှာဖြစ်ပါရဲ့ရှင်။ရလက်နဲ့ပတ်သက်ပြီးတော့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူရုံမြို့နယ်အနေနဲ့ရောဒီမျိုးသားလွှတ်တော်ကိုစလေတယောက်အနေနဲ့ရောဟောဘောနော်အငယ်ဥပဒေအနေနဲ့ဗာများပြောဖို့ရှိပါလဲတဲ့ရလက်တိတိကျကျအောင်လို့ပြပြပေးပါအောင်။ဟုတ်ကဲ့ခင်ဗျ။မင်းကရွေးကောက်ပွဲရတာအချိန်နေရမှာကျွန်တော်အမျိုးသားလွှတ်တော်ကိုစလေတယောက်အနေနဲ့ရလာအမြင့်ဆုံးဖြစ်တဲ့3126မိနစ်ကျွန်တော်အနိုင်ရခဲ့ပါတယ်ဒီရလာပေါ်မှာကျွန်တော်ကြီးကြီးနက်နက် ဟိုခံယူမိသလိုကျွန်တော်တို့ပါတီကိုတခဲနဲ့ပေါ်အောင်မဲပေးတဲ့မဲဆန်းခြင်းပြည်သူတွေရဲ့တံပိုးထားလေးစားတဲ့စိတ်စင်နာနဲ့အပြောင်းလဲဖြစ်ခြင်းနဲ့ဆန္ဒစောကိုကျွန်တော်တို့ပြန်ဝင်ရတော့မယ်ဆိုတဲ့အသီးတောင်တအားဝမှန်ဖြစ်ဖြစ်ပါတယ်။ဟုတ်ကဲ့အခုကပေါ်အန်ကဲဒါရလက်ပေါ့နော်အခုဒီမှာရှိတဲ့မြို့သားဒီမိုစီအဖွဲ့ချုပ်မှာဝင်ပြိုင်တဲ့သူတွေရဲ့ရလက်အပေါ်မှာလည်းတိတိကျကျလေးဖြည့်ဆို့ပေးပါအောင်။ဒီမဲယုံရလက်နေသားကကျွန်တော်တို့တမျိုးနယ်လုံးမှာကျွန်တော်ကဒီမြို့သားတော်မှာ အမှအများဆုံးနဲ့အနိုင်ရရှိပါတယ်။ပြီးတော့ပြည်သူ့လွှတ်တော်မြန်မာဥစောထွန်းကနော်2000ကျော်နဲ့အနိုင်ရရှိပါတယ်။ပြီးတော့ပြည်နယ်လွှတ်တော်တက်နေရာမှာဒေါ်မြစင်မော်က1000ကျော်နဲ့အနိုင်ရရှိခဲ့ပါတယ်။နော်ဒီအဖြစ်ပေါ်မှာလည်းကျွန်တော်အားလုံးကြည်ကျင်းနေတာရှိသလိုမဲဆန္ဒထည့်တဲ့ပြည်သူကောင်းလည်းအထွေကျေးဇူးတင်ပါတယ်။ပြည်သူတွေအပြောင်းလဲလိုချင်သလိုကျွန်တော်လည်းပြောင်းလဲမှုကိုတကယ်ပေါ်ဆောင်ပေးနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နော်အမေဆွေလမ်းညွှန်ချက်တိုင်းပေါ့ကျွန်တော်လုတ်ပိုင်ခွင့်ရရတော့မယ်ဆိုလို့သိနေတားဝန်တာပါလေခင်ဗျာဘောနောနောက်တစ်ချက်ကဒီအခုမဲရလက်တွေကိုလည်းချက်ချင်းအဲ့လိုမျိုးပေါ့နော်နိုင်တဲ့သူကလည်းမထုတ်ပြန်ရဲဦးဆိုတဲ့အနေထားအကြောက်တရားကြောင့်လားဆိုတာလည်းဖြေပြပေးပါဦးဟုတ်ကဲ့ကျွန်တော်တို့ကအကြောက်တရားဟိုဖုံးလွှမ်းခြင်းခံရတဲ့မြို့နယ်ဆိုရင်မမှားပါဘူးဘာကြောင့်လဲဆိုတော့ဝန်ကြီးချုပ်သွားမိုးတဲ့နေမြင်ဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော် LND ကအထူးကိုသွားမိုးခြင်းခံရပါတယ်သို့တော်ကျွန်တော်တို့ဒီယုံကြည်ချက်ရနိုင်ငံရေးလုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုယ်တိုင်ကကြောက်နေလို့မဖြစ်ပါဘူးကြောက်အဲ့တော့မကြောက်တရားကိုရှေ့ထားပြီးကျွန်တော်တို့ကိုယ်တိုင်ဥဆောင်ပြီးတော့မကြောက်ကြလက်ကင်ထားပြီးအကြောက်တရားကိုဖယ်ခွာပြီးတော့ရှေ့တိုးနိုင်ဖို့အတွက်ကျွန်တော်များများတိုက်တွန်းနေအားပေးတယ်ကိုယ်တိုင်လှုပ်ပြခဲ့ပါတယ်နော်ဒီတော့ကြောင့်တော့ဖက်တားမြစ်တဲ့နေပြပြပါသည်ကျွန်တော်ရအောင်ထိုးပေါက်ပြီးတော့ခဏတိအနိုင်ရအောင်လုပ်ခဲ့ပေးတာလေကျွန်တော်ရဲ့စ조사မှုမြို့နယ်ပံ့ပိုးကူညီမှုနဲ့ပြည်သူရဲ့ယုံကြည်ကိုးစားမှုကြောင့်ဖြစ်ပါတယ်ခင်ဗျာအဲကျေးဇူးများကြီးတင်ပါတယ် မုရုံမြို့နယ်မှာရှိတဲ့ပြည်သူတွေနဲ့ပါတီတွေကတော့အကြောက်တရားတွေနဲ့နေထိုင်နေရတယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဥဖေတင်ကနေပြီးတော့သူ့ရဲ့အမြင်ကိုပြောကြားခဲ့ပါတယ်။မုရုံမြို့နယ်မြို့မတစ်ကနေပြီးတော့ကျမလေးလေးမောင်ကနေပြီးတော့တိုက်ရိုက်သတင်းပေးပို့ထားတာဖြစ်ပါရဲ့ရှင်။